ိုလ်ချုပ်တွေလက်စားတယ်ဘိုလ်ချုပ်တွေအဂရိလိုက်စားတယ်လို့ပြောမယ်ဆိုရင်စိတ်ရင်းလောက်ကြမယ်ဆိုရင်တယောက်သောဘိုလ်ချုပ်ကိုတော့ထိတ်ဆုံးမှာမဖြစ်မနေထဲ့ထားပေးဖို့လိုအပ်ပါတယ်ထိတ်ဆုံးမှာရှိနေတဲ့လက်စားတဲ့ဘိုလ်ချုပ်ကဘာလုပ်လဲဆိုရင်ဘိုလ်ချုပ်အောင်စားပါမယ်မနေ့ညတော့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကျွန်တော်ကြည့်ရပါတယ်စာရေးဆရာတယောက်စင်ပေါ်မှာဟောပြောနေတာ ဘိုးကျော်အောင်ဆန်းဂျပန်ပြည်ကပြန်လာကစားကုံတယ်ကြီးတွေကဒင်နာဖိတ်ပြီးကြွေးတယ်ဘိုးကျော်အောင်ဆန်းကြွချီတော်မူလာတယ်စကားပြောတယ်ပြောပြီးတဲ့အချိန်မှာဂျပန်ပြည်ကနေဘာမှရမလာသေးတဲ့အတွက်ဒီလိုဟင်းနေအများကြီးနဲ့ထမင်းဝိုင်းကိုကြုံမစားဘူးဗျာလို့ပြောပြီးထပြန်သွားတယ်အဲ့လိုပြောလိုက်တဲ့အချိန်မှာအောက်ကနားထောင်နေတဲ့ပေးသက်ကလက်ကုတ်တန်တွေတပြောင်းပြောင်းပေါ်ဗျာ ိတ်တော်တဲ့ဘုရောက်ဆန်းပါလားတိုင်းမျိုးတအားချစ်တဲ့ဘုရောက်အောင်ဆန်းပါလားညလာစာပွဲကြီးတော်မှာထားရခဲ့တဲ့ဘုရောက်အောင်ဆန်းပါလားဆိုတဲ့အတွေ့အကြုံနဲ့လက်ခုတ်တန်ညံတာပေါ့အဲ့ဒီလိုမျိုးတွေလော်ရတဲ့အခါကျတော့လေဒီလိုအမှန်တရားတွေကိုကျွန်တော်ပြောပြလာတာပါဟုတ်ပြီဂျပန်ပြည်ကပြန်လာတဲ့အချိန်မှာဗမာပြည်လွတ်လပ်ရေးမရသေးလို့ထမင်းမစားဘူးဆိုရင်ဂျပန်ကိုတိုက်နေတဲ့အချိန်မှာလည်း အိမ်တလုံးကိုလက်လာဘအဖြစ်နဲ့အဂတိအဖြစ်နဲ့လက်ဆောင်အဖြစ်နဲ့မယူနဲ့ပေါ့ဗျာသမင်းစားပွဲတောင်မှထပြီးတော့ထွက်သွားတဲ့ဘူချုပ်ကဟင်းွက်တွေအများကြီးကိုထားပြီးတော့ထွက်သွားတဲ့ဘူချုပ်အောင်ဆန်းကအိမ်ကြီးတလုံးလုံးကြတော့ယူသလားဗျာအခုဘူချုပ်အောင်ဆန်းပြားတိုက်ပါလို့နာမည်တက်ပြီးဖွင့်ထားတဲ့အိမ်ပြားတိုက် ဲ့ဒီအိမ်အဲ့ဒီပြတိုက်ဟာဘူဂျုတ်အောင်ဆန်းလက်စားခဲ့တယ်ဘူဂျုတ်အောင်ဆန်းအဂတိလိုက်စားခဲ့တယ်ဆိုတာကိုအထင်ရှားဆုံးပြနေတဲ့တပ်တွေပါပဲမဟာမိတ်တွေ ਨੇ ဘုံဝီနေဝဲဥဆောင်ပြီးတော့ရန်ကုန်ကိုတင်လိုက်တယ်တင်လိုက်ပြီဆိုတဲ့အကြောင်းသတင်းထုတ်ပြန်တယ်ဘုံဝီနေဝဲကလည်းလက်မှတ်ထိုးပေးလိုက်တယ်အဲ့ဒါကိုဆရာသမားကိုအောင်ဆန်းကသူ့ကိုမဆောင်ရကောင်းလားသူ့နာမည်မပါရကောင်းလားဆိုပြီးတော့ ။ဘုံမီးနေဝင်းပေါ်မှာအမျက်တော်ရှာတယ်။ဒေါသဖြစ်တယ်စိတ်ဆိုးတယ်။ရန်ကုန်ကိုသူရောက်လာတဲ့အချိန်မှာကြိတ်မယ်ပေါ့ဗျာ။ဘုံမီးနေဝင်းကိုကြိတ်မယ်ပေါ့။အဲ့ဒီအချိန်မှာဘုံမီးနေဝင်းကသူ့မှာအိမ်နှလုံးရှိနေပါတယ်။အိမ်နှလုံးထဲကတလုံးကိုဘုကျုပ်ဘုကျုပ်မှာတော့နေကြအိမ်မရှိတဲ့အတွက်ဒီအိမ်လေးကိုယူထားပါလို့ပြောတဲ့အချိန်မှာဂျပန်စီကလွတ်လပ်ရေးမရသေးဘူးနော်။သမင်းစားဝိုင်းကြီးကိုထထွက်သွားတဲ့ဘုံကျောင်းအောင်ဆန်းက ဟာမင်းကွာဂျပန်စီကလွတ်လိုက်ရတော့မရသေးဘူးငါဒါလေးယူစရာလားအမင်းကောက်ဒါလေးလားပေးစရာလားတခုံးမပြောပါဘူးဘုံမူကြီးနေဝင်ပေးတဲ့အိမ်ကိုဘိုးချုပ်အောင်ဆန်းကကြည်ကြည်ပြူပြူလိုလိုလားလားလွယ်လင့်တကူပဲလက်ခံယူလိုက်ပါတယ်ဒါရီယာလက်လွတ်စပယ်ပြောနေတာမဟုတ်ပါဘူးအခိုင်မာရှိခဲ့တဲ့အဖြစ်ပြက်တွေပါတမိုင်းမှန်နေပါအဲ့ဒီတော့ဗျာ တကယ်မဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့လော်နေရင်အယောင်တွေတင်ပေးနေရင်တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်မှန်နေကိုတကယ်သိတဲ့ကျွန်တော်တို့တွေကလည်းပြောပြဖြစ်နေမှာပါ။ညီကုန်းချုပ်ရရင်ဘိုလ်ချုပ်တွေလက်စားတယ်ဆိုရင်တေးကြပါလေရှေ့ဆောင်လမ်းပြကဘိုလ်ချုပ်အောင်ဆန်းပါပဲ။ဘိုလ်ချုပ်အောင်ဆန်းလက်စားခဲ့ပါလေ။အဂတိလိုက်စားခဲ့ပါလေ။ 真的没有说。